်မင်္ဂလာပါရှင်ကျွန်မကတော့ချေချိုဆမ်းပါ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်တောင်ကိုရီးယားနိုင်ငံတက္ကသိုလ်တခုဖြစ်တဲ့ဆယ်ကျုံတက္ကသိုလ်ဟာမြန်မာနိုင်ငံငလင်တန်သိဒေသကအကြောင်းသားတွေကိုငွေကြေးပတ်မှုမှုနဲ့အကြံဉာဏ်တွေထောက်ပံ့ပေးအပ်သွားမယ်အကြောင်းကိုရီးယားဂျုံအန်ဒေးလီသတင်းမှာဇွန်လ16ရက်က ဖော်ပြပါရတယ်။ တက္ကသိုလ်ထုတ်ပြန်ချက်မှာတော့ကျောင်းအနေနဲ့ငလင်လောက်ခတ်မှုဖြစ်ပွားပြီးနောက်ဒုက္ခရောက်နေကြတဲ့ကျောင်းသားတွေနဲ့ချက်ချင်းစတင်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ကျောင်းသားတွေရဲ့လိုအပ်ချက်တွေကိုအခြေခံကဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကအခြေအနေတွေကိုအကဲဖြတ်ပြီးနောက်မှာဝန်ငွေ9သိန်းအထိထောက်ပံ့မယ်လို့ဆိုပါတယ်။မြန်မာကျောင်းသားတွေကိုသူတို့ရဲ့နိုင်ငံသားဖြစ်မှုနဲ့နောက်ခံအခြေအနေတွေကိုမခွဲခြားပဲဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်မှာ သူတို့ရဲ့ပညာရေးတိုးတက်မှုအပေါ်အမြဲအာရုံစနိုင်စေဖို့အစွမ်းကုန်စူးစမ်းပေးသွားမယ်လို့လည်းစက်ကျုံတက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူတဦးကဆိုပါတယ်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9ရှိတဲ့အင်အားပြင်းကလင်ကြောင့်လူပေါင်း၄000ကျော်သေဆုံးပြီးပြည်သူလူထုတွေရဲ့အိုးအိမ်တိုက်တာတွေအများအပြားပျို့ကျပျက်စီးခဲ့ရတာဖြစ်ပါတယ်ရှင်။ ကြောက်ဖြူမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအေအေထွတ်ဆစ်စီနေတဲ့အမှတ်32ရဲတပ်ရင်းကိုမကြခင်သိမ့်ပိုက်နိုင်လိမ့်မယ်လို့မြေပြင်သတင်းရင်းမြစ်တွေနဲ့စစ်ရေးလေလာသူတွေကပြောဆိုကြပါတယ်ထအောင်သတင်းပေးပို့ထားပါတယ်ရှင်တရုတ်စီမံကိန်းတွေရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကိုအေအေကထွတ်ဆစ်စီနေတာကြောင့်တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ် အရခတ်တတော်အေးကအမှတ်32ရက်တရင်ကိုပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစတင်တက်ခတ်နေတာဖြစ်ပြီးဇွန်လ16ရက်နေ့ဒီလဲတိုက်ပွဲကဆက်ရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တူကဒီဗီကိုပြောပါရတယ်။စစ်ကောင်စီဘက်ကအကြဆုံးများတယ်လို့လက်နက်ချတာလည်းရှိနေပြီးမကြခင်သိမ့်ပိုက်နိုင်မှုရှိနေတယ်လို့လည်းဆိုပါရတယ်။သတင်းရင်းမြစ်တူပြောပြတာကိုဒီဗီကနောက်ခံအသံထည့်ဖတ်ထားပါရတယ်။သူတို့ဘက်ကကြတာတွေလည်းများတယ်လက်နက်ချတာတွေလည်းရှိတယ်။အကြီးပိုင်းတွေလည်းပါတယ်ပြောတယ်။အဲ့ဒါတော့တေချာမသိရသေးဘူး။တိုက်ပွဲကတော့ဆက်ဖြစ်နေတယ် ကြာတော့မကြာတော့ဘူးကြာတော့မကြာတော့ဘူးရတော့မယ်ဒါပြင်ကြောက်ဖြူကိုအသိရောက်လာတဲ့ဒုတက်ရင်မူဘုံမူးဝင်းတန်နဲ့စနိုက်ပါထိမှန်သိဆုံးသွားခဲ့တယ်လို့မြေပြင်သတင်းမြစ်ကပြောပါတယ်ဒါနဲ့ပတ်သက်လို့အသေးချာဒီဖြူပိုစူးစမ်းနေစေဖြစ်ပါတယ်လက်ရှိရခိုင်ပြည်နယ်အတွက်မှာအရခတတော်ဘက်ကမြို့နယ်အလုံးနီးပါးကိုတင်ပိုက်ထားတာဖြစ်ပြီးမြို့တော်စစ်တွေတရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူနဲ့ရံပြဲမြို့တို့ကိုတင်ပိုက်ဖို့ပဲကြံနေတာပါရွှေလေအေအနေနဲ့လက်ကြံမျိုးတွေကိုလည်းတင်ပိုက်ဖို့စူးစမ်းမှာဖြစ်ပြီး လက်ရှိတိုက်ပွဲကတော့မြို့ကိုတိမ့်ပိုက်ဖို့အထိအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တာမျိုးမဟုတ်သေးပဲအကန့်အသတ်နဲ့တိုက်တဲ့သဘောကိုတွေ့ရတယ်လို့စီးလီလာသုံးသက်သူတူဖြစ်တဲ့စီဒီအမ်ဘိုကြီးကိုစင်ရောကပြောပါတယ်ဟုတ်ကဲ့အင်အားတော့သူကကြံနဲ့မက်ကန်သုံးမျိုးလုံးကတော့မရရအောင်တိမ့်ပါပဲအခုဒီကြောက်ပြူတိုက်ပွဲမှာတော့ခါတိုင်းမျိုးသိမ့်တိုက်ပွဲတွေနဲ့မတူတဲ့ဒူးနဲ့တိုက်စစ်ဆင်တဲ့အနေအထားမျိုးမတွေ့ရသေးဘူးပေါ့နော်အဲ့လိုမျိုးပဲ ြောရမှာပါခင်ဗျဒီအကန့်အသတ်နဲ့တိုက်နေတဲ့ပုံစံမျိုးပဲတွေ့ရပြီးကြာဟောလက်ရှိမှာတော့32ရက်တည်းအင်နာကစစ်ကောင်စီတက်စကန်တွေကိုရွှေလေအေဘက်ကတင်ပိုက်ထားပါတယ်စစ်ကောင်စီဘက်ကတော့ရေချောင်းကနေလက်နက်ကြီးပစ်ကူတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းအမည်ပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ကျွန်တော်ထပ်အောင်ပါပလဲမြို့နယ်မှာတိုက်ပွဲကြောင့်ဂျေးဝ20ကျော်ဆစ်ဆောင်နေကြရပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။တီရီသတင်းပေးပို့ထားပါရရှင်။ စကိုင်းတိုင်းပလဲမြို့နယ်မှာတိုက်ပွဲကြောင့်ကျေးရွာ20ကျော်ကပြည်သူ2000ဝန်းကျင်နေရဆုံးခွာထွက်ပြေးနေကြရတယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေစီကနေသိရပါဗျ။ဇွန်လ2ရက်နေ့ကစပြီးပလဲမြို့နယ်ကန်တောက်ရွာနယ်မြေရဲစခန်းကိုဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကန်တောက်ရွာအနီးဝန်းကျင်ကကျေးရွာရှိရွာလောက်စစ်ပေးတင်းချောင်ခဲ့ကြရတာပါ။ဇွန်လ9ရက်နေ့မှာလည်း လဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ထိုင်ချတဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်မျက်နှာပြင်ကျဲပြန့်ခဲ့ပြီးကျေးရွာခုနှစ်ရွာလောက်ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။ဇွန်လ10ရက်နေ့မှာလဲပလဲမြို့နယ်စပားစီရွာအနီးမှာစစ်ကောင်စီရဲ့ Jet Fighter တစ်စီးကိုကာကွယ်ရေးတပ်ဖွဲ့တွေကပစ်ချခဲ့ပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေတဲ့အတွက်ဆက်လက်တိမ်းရှောင်နေကြရတာပါ။တို့အချက်တဲ့မပြောပါတော့တဲ့အနေထားပဲကျွန်တော်တို့ကူညီနိုင်နေတာပေါ့နော်ဆစ်ရှင်တွေကလည်းအရေးကြီးတဲ့အတွက်ဆစ်ရှင်ကြီးတို့လိုအပ်တဲ့ကိစ္စတွေကို ပူဇာပေးဆောင်ရနေတာဖြစ်တဲ့အတွက်စစ်ချောင်းကိစ္စကိုတော့အရင်လိုတော့ကျွန်တော်တို့ PPC ဒီတိတ်မလုံနိုင်ဘူးပေါ့နော်။လုံတော့လုံပေးတယ်သို့တော့လိုအပ်ချက်နဲ့စာရင်တော့ဘာမှမပြောပါတော့ဘူးပေါ့နော်။ကျွန်တော်တို့ဒီဒီအတွက်ဆောင်ရပေးနေရတယ်။ဒီကြောင့်ချိန်နေရတော့မနေ့ကလည်းလာပြီးကျဲတာပါပဲ။သူတို့ကတော့နေ့စဉ်ရက်ဆက်မပြတ်ပါဘူးကျဲနေတာပေါ့နော်။တနေရာမဟုတ်တနေရာလာကျဲနေတာပါ။စစ်ပေးဆောင်တွေဟာလေကြောင်းအနေရကင်းတဲ့ကြေးပါရီနဲ့တိုက်ပွဲနဲ့ဝေးတဲ့မြိုင်မြို့နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး ရှားဝင်နေရခက်ခဲတွေလည်းကြုံနေရတယ်လို့ဆိုပါတယ်ကွာလေးများတယ်ရှားတဲ့လူကိုပြရတဲ့နေရာတွေကလည်းအနှံမဲ့ဖြစ်နေတာပေါ့နော်။ဒီရင်ဆိုတော့ဖြစ်ချောင်းဖက်ကိုဆိုးတယ်။ကိုဆိုးတော့တချို့ဗာပြစ်စည်းမှမယူရဲဘူး။ဒီတိုင်းတိုင်းပြေးလာကြတာလို့ရှိရဲ။ဒီကဲမီးလောင်တာတွေကလည်းရှိနိုင်သေးတာပေါ့ဆိုတော့လေ။ဆက်စီနေစီရရှားပါနဲ့ကိုကလည်းကိုစားကြရတာပေါ့။အဲ့တော့ပါတဲ့သူတွေကတော့ ဘာမှမဖြစ်သေးနဲ့မပါတဲ့သူတွေဆိုတော့ဖြီးလို့မပါတာတချို့ကလည်းဘလို့မရလို့မပါတာအဲအဲ့လိုမျိုးတွေကျတော့နည်းနည်းခင်းနေတာပေါ့စားတာတော့ရတာလေကျတော့ဇွန်လ16ရက်နေ့အထိပလဲမြို့နယ်မှာကန်တော့ရွာနယ်မြေရဲစခန်းဇီးပီကုံပြူရွာအင်မတီပြူရွာစတဲ့နေရာ၃နေရာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျမဒီပြီပါ။ဖျက်ခဲတယ်မြဒီတစ်ခါမင်းတို့လဲလာပြီ အေရရီတိုင်းဖြာပုံမြို့နယ်တမိတ်ထောကျေးရွာမှာကျောင်းတက်ချိန်ဆက်ပင်စီလာတဲ့ဆယ်တန်းကျောင်းသူဖောကားတိုက်ခတ်ရပြီးနေရာမှာတွင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ဒေသခံလူမှုကွန်ရက်အသင်းတွေစီကသိရပါတယ်။စပားတင်ပြီးလမ်းကြားကနေထွက်လာတဲ့ဖောကားဟာဂျွန်လ16ရက်မနေ့ပိုင်းမှာကျောင်းတက်ချိန်ဆက်ပင်စီလာတဲ့ကျောင်းသူကိုအချိန်နဲ့ဝင်တိုက်မိတဲ့အတွက်နေရာတွင်သေ ကျောင်းသူရဲ့ရုပ်လောင်းကိုသမိတ်ထောရွာနဲ့အနီးဆုံးကဏိစေယုံရင်ခွဲယုံကိုပို့ဆောင်ထားပြီးရင်မောင်းကိုတော့ရဲလုတ်ထုတ်လုံနေအရာလုတ်ဆောင်နေတယ်လို့အီရန်ကသုံးရက်မြောက်အဖြစ်တနင်္ဂနွေနေ့မှာအစ္စရေးနိုင်ငံတဝမ်းကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးနိုင်ငံအလဲပိုင်းကအဆောင်တွေကိုတိုက်ခိုက်ဖို့အစ္စရေးလေကြောင်းရဲ့ကာကွယ်ရေးစနစ်ကိုတိမ်းရှောင်ပြီးအီရန်ဒုံးကျည်တချို့ကကျူးကျော်ဝင်ရောက်လာချိန်မှာ အစ္စရေးကအီရန်ကိုပိုကြီးတဲ့အင်အားကိုသုံးမယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်ဒုံးကျည်တွေကအစ္စရေးလီကျောင်းရံကိုရှောက်တိမ်းပြီးတက်အဗေမျိုးတောင်ဘက်ကရေနံချက်စက်ရုံနဲ့တိုက်ခန်းကိုထိမှန်ခဲ့ပါတယ်။ချင်းကလန်ကိုပံ့ပိုးပေးနိုင်တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးစီစဉ်ထားတဲ့စနွေပွဲတွေကိုဖျက်သိမ်းလိုက်ပါတယ်။အစ္စရေးရဲ့တက်ခတ်မှုတွေကြောင့်အီရန်မှာလူ106ဦးသေဆုံးပြီး654ဦးဒဏ်ရာရခဲ့တယ်လို့အီရန်နိုင်ငံကို ကာလာရှေချာခြေအားခံတဲ့ဝါရှင်တန်အခြေစိုက်လူအခွင့်အရေးအဖွဲ့တစ်ခုကပြောပါတယ်။ ။ဣရက်ဆိုရကတော့အသေးပြောက်စီရဲ့အတိအကျကိုမထုတ်ပြန်သေးပါဘူး။ပြိပက္ခတွေပြင်းထန်လာတာနဲ့အမျှအစ္စရေးကဣရက်ရဲ့စွန့်အင်လုပ်ငန်းနဲ့ကာကွယ်ဝင်ကြီးဌာနကိုထိပါခဲ့ပါတယ်။တီဟီရန်မြို့တော်အပြင်ဘက်ကလောင်စာဆီဆိုင်တွေမိလောင်နေချိန်မှာဒေါ်နယ်ထရမ့်ကဆယ်စုနှစ်တွေအတွင်းအမေရိကန်ရဲ့အကြီးမားဆုံးစစ်ရေးပြအခမ်းအနားမှာသမရအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ မေရိကန်ရဲ့ပိုက်ဆံမှုတွေကိုပြစ်မှတ်ထားလိုက်ရင် ခင်တင်းပြတ်ပတ်ထားတဲ့လက်နက်တိုက်ကိုအီရန်အပေါ်ဖျက်ကျက်ထားနိုင်တယ်လို့ထရမ့်ကနောက်ပိုင်းမှာပြောဆိုခဲ့ပါတယ်ရှင်။ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချီချိုဆန်ပါရှင်။